ဟယ်လိုအားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ်ဆိုတော့ဒီ Athletic က Lorry Wind ဝယ်ကျွန်တော်တို့ပြောထားတဲ့ဒီ RTK မှာဆိုလို့ရှိရင် Matthews ကွန်ညာနဲ့ပတ်သက်တဲ့ update ကျွန်တော်တို့ပါတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါဆိုတော့ Manchester United ကတော့ Matthews ကွန်ညာနဲ့အပေါင်းလက္ခဏာဆန်တဲ့ ဒါအပေါင်းလက္ခဏာဆောင်တဲ့ဆွေးနွေးတွေးဆမှုတွေကျွန်တော်ရှိခဲ့တယ်ပေါ့။ဝူပဟန်တန်ရဲ့ဘက်ကတော့ကစားမဖြစ်သူကိုလက်လွတ်ဖို့အတွက်ဒီဝန်မလေးဘူး။ဒါပေမဲ့လို့သူတို့ကပေါင်2ပေါင်62.5တန်းဆိုတဲ့စာချုပ်ပါယော်ကြီးတော့အပြည့်လိုချင်တယ်ပေါ့။အဲ့တော့ဒီနေရာမှာအကယ်လို့ Manchester United ကအဆင်မပြေဘူးဆိုရင်ပေါင်62.5ဘန်းကူမှအရစ်ကြပြီးဘူးအတွက်ဆိုရင်လေဝူဘန်ဟန်တန်ကလက်ခံသွားဖို့အတွက်အဆင်သင့်ပဲပေါ့နော် နီးပြဖြစ်သူရူဘင် အမိုရီနဲ့မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေရဲ့ဘက်ကတော့အသင်းရဲ့လက်ရှိနံပါတ်10နေရာမှာအဲနေရုနံပါတ်10နေရာမှာပေါ့နော်ဒါဒီကွန်ညာကအမန်ကန်အန်ဝင်ခွင့်ကြဖြစ်နေမဲ့ပလေယာတယောက်ဖြစ်ယူဆထားကြတာပေါ့ဆိုတော့ United အနေနဲ့ဒီကစားမဖြစ်သူရဲ့အပြောင်းအရွှေ့ရဖို့ဆိုရင် installment ဒီအရစ်ကြလဲပေးလို့ရတယ်ဆိုတော့အသင်းဘက်ကဒီအပြောင်းအရွှေ့ကိုဖြစ်မြောက်ဖို့ဆိုလို့ရှိရင် United တာဝန်ရှိသူတွေရဲ့ဘက်ကတော့ Marcus Rashford, Jadon Sancho, Anthony Santos နဲ့ မာလာစီယာတို့လိုကစားမမျိုးတွေကိုရောင်းထွက်ဖို့အတွက်ထိမျော်လင့်ထားတယ်ပေါ့နော်ဆိုတော့အတင်းရဲ့အပြောင်းရွှေ့တွေကကျွန်တော်တို့ရှိမှာအမြဲတမ်းပြောသလိုပဲကိုအတင်းမှာဘေကစားမဖြစ်သူတွေကိုလက်လွတ်နိုင်မလဲဆိုတဲ့အပေါ်မှာအများကြီးမူတည်ရဲ့ကျွန်တော်တို့အနေနဲ့ကုညာကိုခေါ်ဖို့ဟုတ်တယ်ထားပါတော့ဗျာဒီအပေါင်းလက္ခဏာဆောင်တဲ့ຢာကဘာလဲဆိုတော့ဝူဘန်တန်ရဲ့ဘက်ကလက်လွတ်ဖို့ ready ပဲ เนาะဒီကစားမကစာချုပ်တက်တန်းကျွန်တော်၄နှစ်ထက်ပြီးတော့တူးထားတာလေးနှစ်ထက်ပြီးတော့တူးထားတဲ့နေသားမှာသူတို့ကအဲ့တက်တန်းတူးလိုက်တုန်းကစာချုပ်ပါရိုးကြီးပါထည့်ပြီးတော့ချုပ်လိုက်တာဆိုတော့62တက်တမ5သန်းဆိုတာကနေတဲ့တန်ကြီးတော့မဟုတ်ဘူးဗျဒါပေမဲ့ United ရဲ့ကောင်းတာတစ်ခုကတော့အဲ့ဒီ62တက်တမ5သန်းကိုထားပါတော့9နှစ်ခွဲပေးရမယ်လို့3နှစ်ခွဲပေးရမယ်လို့ဆိုလို့ရှိရင် မစိုးဘူးလीเนาะအတိုင်းတာတစ်ခုဒီအတင်းကအချိန်ပေါ်မူတီးပြီးတော့ဒါပြန်ပြီးတော့ကျွန်တော်နေတဲ့ဒါအဲ့ငွေကိုလှုပ်ယူသွားလို့ရတယ်တိုးတော်လည်းပဲအတင်းကခုနကပြောသလိုပဲကျွန်တော်ဘလို့ပဲ ဒီအရေးကြတဲ့ပဲပေးလို့ရပါတယ်ပဲပြောပြောအတင်းမှာ financial ဘိုင်းရ space ရဖို့အတွက်ဆိုလို့ရှိရင်ခုနကပြောတဲ့ Rashford, Sancho, Anthony Santos, Malacia ဒီကြားမားတွေကိုကျွန်တော်ရောင်းချနိုင်ဖို့လိုတယ်။သူတို့အကုန်လုံးကိုရောင်းချနိုင်မှကုညာကိုခေါ်နိုင်မဲ့အခြေအနေမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့သူတို့တွေကဘာလို့ကျွန်တော်သာအမြဲများများကြနေတဲ့ကစားမားတွေကိုရောင်းချပြီးတော့ကုညာကိုခေါ်ဖို့အတွက်ငွေသုံးနိုင်ဖို့အတွက်ကျွန်တော်သာခေါ်ဖို့ရှာဖို့လုပ်ရမှာ။ဆိုတော့ဂျီရန်ဆန်ချူ၊ချယ်ဆီရဲ့ပါက25တန်းပြီးပြီးတော့ ခေါ်ပါစေလို့ပဲကျွန်တော်ဆုတောင်းအောင်ပါပဲเชลซีရဲ့ဘက်ကတော့လက်ရှိမှာကျွန်တော်တို့ဒါသဘောတူညီမှုအရဆိုလို့ရှိရင်25တန်းပေးပြီးတော့ခေါ်ရတော့မှာပြဿနာကเชลซีဘက်ကငါတို့ကတော့အဲ့ဒါကိုသဘောတူညီမှုမယူနိုင်ဘူးဟေ့ဆိုပြီးတော့၅တန်းပေးပြီးတော့ရာရောကြီးပေးပြီးတော့အသင်းကိုဆန်ချိုကိုပြန်လွှတ်တဲ့အခြေအနေမျိုးလည်းကျွန်တော်ရှိနေတယ်ပြီးလို့ရှိရင် market stretch book ကိုရောင်းပြမယ်အက်စတိုမီလာကလည်းခေါ်ပြမယ်ဆိုရင်တန်း40နဲ့ကျွန်တော်လက်လွတ်နိုင်မှာ ်เนาะအန်တိုနီဆန်တိုးစ်ကတော့တန်း20လောက်နဲ့ပဲကျွန်တော်လက်လွတ်နိုင်မယ့်ချီနီမျိုးပါဒါတော့မှသူ့ကိုအပိတက်ခေါ်ခြင်းတဲ့အသင်းကရှိတာမဟုတ်သေးဘူးမာလာစီအားတော့ဝယ်တုံးကလေးကတန်း20မပြည့်တဲ့ကစားမှာအခုလည်းပဲဘာချီသွမ်းမှကောင်းကောင်းကန်ကန်ရှိတဲ့သူမဟုတ်ဘူးဆိုတော့မျောလင်းကြကအများကြီးမရှိဘူးဗောနော်ဒါပေမဲ့လို့ rush ဖို့လို့ကစားမကိုရောင်းချနိုင်မယ်ဆိုရင်တန်း40လေးရမယ်ကစားမဖြစ်သူရဲ့တပတ်ကို3သိန်း2000ကျွဲပေးနေရတဲ့လာစာကိုလည်းကျွန်တော်ရှော့နိုင်မယ် အန်တိုနီဆန်တိုးစ်ကိုရောင်းနိုင်မယ်ဆိုလို့ရှိရင်လည်းတပတ်နှစ်သိန်းပေးနေရတဲ့လာဇာကိုကျွန်တော်လျှော့နိုင်မယ်ဆန်ချူကိုရောင်းချနိုင်မယ်ဆိုလို့ရှိရင်လည်းတပတ်ကို3သိန်းခွဲပေးနေရတဲ့လာဇာကိုကျွန်တော်လျှော့နိုင်မယ်ဆိုတော့ကစားမားတယောက်ကိုလက်လို့ရင်အဲ့ဒီလိုမျိုးလာဇာအကြီးကြီးတွေပါကျွန်တော်လျှော့နိုင်မှာဒါကြောင့်ဘယ်တော့ဒီအဲ့ဒီကစားမားတွေကိုလက်လို့ရပြီဆိုတာနဲ့အတင်းရဒါငွေကြီးရ space တွေကရှိသွားမှာဗျာအဲ့ဒါမှကွန်ညာကိုခေါ်လို့ကအဆင်ပြေမှာကျွန်တော်တော့ဒီပုံစံတိုင်းဆိုလို့ရှိရင်ကွန်ညာနဲ့ Manchester United ရဲ့ဂျာတဲ့မှာကအဆင်ပြေပြီလို့ကျွန်တော်ထင်တယ် အဆင်ပြေပြီဆိုတာကကစားမားနဲ့ပေါ့နော်ပို့ကိုရေးဆံရရအဆင်ပြေပြီဒါပေမဲ့လေလို့ဒီအသင်းနဲ့ပေါ့နော်ဒါဝူပန်နဲ့ကျွန်တော်တို့ကြားထဲမှာတော့တော်တော်လေးအလုပ်လုပ်ယူအောင်ပါခုနကပြောလိုပဲဟိုယောကြီးသူတို့ကလိုချင်တာဗျယောကြီးရဲ့တန်း60ကျော်ချုပ်လာတာကိုဒီကနေ့တွေးကြည့်ရင်တန်း60ဆိုတာကတော်တော်ကိုများတယ်ပမာဏကတော်တော်ကိုများတဲ့ပမာဏပဲ အမေရိကဥပဒေရဲ့ဘက်ကတော့ OK မင်းတို့ချက်ချင်းပြလို့အဆင်မပြေရင်အရေးကြတဲ့ဘေးကွင်းပြုမယ်ဆိုလိုတာအတင်းဘက်ကနည်းနည်းလေးစဉ်းစားလို့ရသွားတာမဟုတ်လို့ရှိရင်ကွန်ညာရဲ့ပြောင်းရွှေ့ကမင်းတန်း60ဆိုတာနောက်တောင်ဆုတ်ပလဲလို့ရတယ်ဆိုဈေးကြီးရတဲ့မှာပါတယ်ပေါ့နော်အရင်ကြီးဟိုဂိုးပါဝင်ပတ်သက်မှုတွေမှာဆိုလိုချင်လည်းပဲ impressive ဖြစ်စရာကောင်းတဲ့ performance တွေပြထားတာမျိုးကျွန်တော်မဟုတ်ဘူး သိတယ်မလားเนาะအခုဒီရာသီမှာကြပါသူဟာနေသူဟုတ်လားတရားအောင်ကျွန်တော်ရှိတာဗျာဒါကြောင့်ကွန်ညာနဲ့ပတ်သက်ပြီးတော့အတန်း60ဆိုတော့ကတော်တော်ကိုများတဲ့တယ်မှာပါတယ်ဒါပေမဲ့အတင်းဘက်ကခေါ်ပြီးလို့ငါးနဲ့စာကျုံနဲ့အရေးကြပေးမယ်ကစားမဖြစ်သူရဲ့ဘက်ကလည်းတကယ်အတင်းတွေအခြေအနေကောင်းနေဆိုလို့ရှိရင်တော့ဒါတန်နေပေါ့ဗျာတကယ်ပေးရတာကဒါကြောင့်ပေါ့နော်မသီးယက်ကွန်ညာရဲ့နောက်ဆုံး update အနေနဲ့ကျွန်တော်ကြည့်ရရင်အပေါင်းလက္ခဏာဆောင်တဲ့ဆွေးနွေးမှုတွေအတင်းနဲ့ကစားမဖြစ်နေတဲ့ကြားထဲမှာရှိခဲ့တယ်။ဒါတော်တော်ကောင်းတဲ့အရာပါ။ဘာလို့လဲဆိုတော့ ဒီ Champions League ဝင်ခွင့်ရဖို့မရှိသေးတာတောင်မှကိုညာလိုကစားမမျိုးက United ကိုလုံးဝလာခြင်းနဲ့ဆိုတာမျိုးကအဆင်ပြေတယ်။ဆိုတော့အသင်းအနေနဲ့ဒါ agent နေနဲ့လည်း agent ကြီးကြီးညှိရမှာပဲအဓိကတော့ agent တွေကိုကျွန်တော်တို့ United ကလွန်ခဲ့တဲ့200ဒီ300ဒီအတော်တွင်မှာဒါအများဆုံးပေးထားရတာဒုတိယနေရာကနေဒါအခြေအနေသိကောင်းနေတဲ့မှာမပါဘူးပေါ့နော်။အဲ့လောက်ကြီးကြီးကျွန်တော်တို့ကကောင်းတဲ့ exam တွေလည်းအသင်းကိုရောက်လာကြတာမဟုတ်ဘူး။ဆိုတော့ဟိုအသန်း60ဆိုတာကလည်းတက်နှံ့နေများညှိပြီးတော့เนาะအဲ့ဒါ installment နဲ့ကျွန်တော်သွားဖို့ကြိုးပမ်းမှာပဲ။ ဆိုတော့ကစားမက United ကိုလာဖို့အတွက်အချိန်ကြီးကောင်းနေလာခြင်းနဲ့ United က62.5တန်းဆိုတဲ့ရော်ကြီးကိုပေးနိုင်မှာလားဒါပဲကျွန်တော်ကြည့်ရမှာပဲဆိုတော့ညီကလို့နေနေရောအသင်းအနေနဲ့တန်း60ကတိတ်ပြီးတော့တန်တာမဟုတ်ပြီမဲ့လို့ installment နဲ့ပေးလို့ရတယ်ဆိုပြီးတော့ဥပဒေကလမ်းဖွင့်ထားတာဖြစ်တဲ့အတွက်မရရအောင်ကြိုးပမ်းသွားလိမ့်မယ်လို့ထင်ကြလားညီရတီပြောင်းရှိမှာပဲကစားမတွေကိုကျွန်တော်သားရောင်းထုတ်သွားနိုင်မယ်လို့ထင်ကြလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများနေပါတယ်